မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘားလ24ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ကင်ဘီနယ်ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ် KK Park မှာကြားဖြန့်လက်ကြီးတရုတ်လုပ်ငန်းရှင်များအပါအဝင် အရေးပါတဲ့ထိပ်ပိုင်းခေါင်းဆောင်များကိုစစ်ခွေးလက်အောက်ခံကရင်နယ်သားဆောင်တပ် BGF ကစောချစ်သူတင်ဝင်းနဲ့မုတ်တုံတို့ကခေါ်ထုတ်သွားပြီးတော့ရွှေကုတ်ကိုအပါအဝင်ဘေးကင်ရနေရာများမှာခိုလုံွက်ပေးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ22ရက်နေ့ကလေးက BGF ကစောချစ်သူတင်ဝင်းနဲ့မုတ်တုံတို့က KK ဘက်ကကြားဖြန့်တရုတ်တထင်းများအွန်လိုင်းနေပညာဆိုင်ရာ ပညာရှင်များအပါအဝင်အရေးပါတဲ့ထိပ်ပိုင်းခေါင်းဆောင်တွေကိုခေါ်ထုတ်သွားပြီးတော့တချို့ဟာရွှေကုတ်ကိုမှရောက်ရှင်နေကတချို့ကတော့ BGF ကအထူးစီစဉ်ပေးထားတဲ့နေရာများမှာယာယီခိုးလုံနေကြတယ်လို့သိရပါဗျ။ KK ဘက်ကကြားဖြတ်တရုတ်တထေးတွေ IT ပညာရှင်တွေနဲ့အရေးပါတဲ့သူတွေကိုအော်တိုဘာလ22ရက်နေ့ကတည်းက BGF ကအကုန်ခေါ်ထုတ်သွားပြီးတော့ရွှေကုတ်ကိုဖျားသုံးစုနဲ့ BGF နယ်မြေတွေမှာရွှေ့ထားပေးပါတယ်။အခုထိုင်းဘက်နဲ့မြောက်ပိုင်းဘက်ကိုထွက်ပြေးနေတာတွေကအလုတမားနဲ့အလုကြီးကြပ်ရေးစတဲ့ အောက်ခြေလုပ်ငန်းလေပတ်နေတဲ့ကောင်းတွေပါအဓိကအရေးကြီးတဲ့ပုံစံတွေကိုတော့ BGF ကဗိုလ်တင်ဝင်းရဲ့စီမံမှုနဲ့လုံခြုံတဲ့နေရာကိုရွှေ့ပေးပြီးသွားပြီး း KK ပတ်ကိုစစ်တပ်ကဝင်စီးမယ်နှင်လို့မယ်စေနာတွေကစစ်တပ်နဲ့ BGF ညှိနှိုင်းပြီးတော့ဝိုင်းရုပ်ရှင်ရိုက်ကြတာပါလို့ကရင်စီရေးသတင်းရေးမြစ်ကပြောပြထားပါတယ် KK ပတ်ကကြားဖြန့်တရုတ်တရင်များအပါအဝင်အရေးပါတဲ့သူတွေကို BGF ကအထူးအစီအစဉ်နဲ့ရွှေ့ပြောင်းပေးရမှာမြောက်ရီနှစ်ခွန်၅ဂိတ်တင်ငန်းညီနောင်ဂိတ်ကော့ဂရိတ်ကိုးတိုင်ဂိတ်ကျုံတို့ဂိတ်အပါအဝင်စစ်တပ်ဂိတ်များလမ်းကြောင်းများဖွင့်ပေးထားတယ်လို့သိရပါတယ်။လက်တလော ထိုင်းဘက်ကိုထွက်ပြေးနေကြတဲ့တရုတ်များအပါအဝင်နိုင်ငံသားအယောက်900ကျော်ရှိပြီးတော့ထိုင်းစစ်တပ်က ထွက်ပြေးလာတဲ့သူတွေကိုစီစစ်ခြင်း၊ယာယီခိုးလုံနိုင်တဲ့နေရာများကိုစီစဉ်ပေးခြင်းနဲ့အရေးယူဆောင်ရွက်မှုများလှုပ်ဆောင်နိုင်ရန်စည်ရေးကောက်ယူခြင်းများကိုလှုပ်ဆောင်နေတယ်လို့ထိုင်းသတင်းများကဖော်ပြထားပါတယ်။ထိုင်းနိုင်ငံမဲဆောက်မြို့ဘက်ကိုမြောက်ရီမြို့နယ် KK ပတ်ကနေထွက်ပြေးလာတဲ့နိုင်ငံသားအများစုထဲမှာတရုတ်နိုင်ငံသားတွေများတယ်လို့ပြောပါတယ်။လက်ရှိတခရိုင် လူဝင်မှုကြီးကြပ်ရေးကလည်းစီးစဲမှုများလှုပ်ဆောင်နေပြီးတော့တဆန်ရတရုတ်တန်ယုံနဲ့ချိတ်ဆက်ပြီးတော့ဆောင်ရွက်ရအစီအစဉ်များရှိနေကြောင်းကိုလည်းပြောပြထားပါဗျ။စစ်ခွေးတက်ကလည်း KK ဘက်ကနိုင်ငံခြားသား118ဦးကိုဖမ်းဆီးရရှိထားကြောင်းမနေ့ကညကသတင်းထုတ်ပြန်ထားပါတယ် KK Park မှာ BGF ကအဓိကလုံခြုံရေးတာဝန်ယူတည်ဆောက်ထားတဲ့ online ကြားဖြန့် center တစ်ခုဖြစ်ပြီးတော့မြောက်ဝတီမြို့နယ်မဲထော်တလေးကျေးရွာအနီးထိုင်းမြန်မာနယ်စပ်တောင်ရင်မြေကမ်းဘေးမှာတည်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မက်ဂွေတာပေါင်းမြုံနယ်မြောက်ပိုင်းကိုစစ်ကြောင်းထုတ်လာတဲ့အချမ်းပါစစ်ခွေးတပ်ကိုတိုက်ခတ်ရာအထိနာသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အော်တိုဘာလ18ရက်နေ့မှာစစ်ကောင်စီတပ်ကအင်အား200ဝန်းကျင်နဲ့ကပ္ပဆာ24ကနေပေါ့မြုံနယ်မြောက်ပိုင်းကိုဥတီလာတယ်လို့ဆိုပါရယ်ကပ္ပဆာ24ရဲ့ကာကင်းဖြစ်တဲ့ပြင်းမာမှာအင်အားဖြည့်ပြီးတော့ဇီးပြားပြူစောတိရွာကိုသွားဖို့အတွက်စစ်ကြောင်းထိုးလာတဲ့အခြေအနေမျိုးဖြစ်တယ်လို့တာဝန်ရှိသူကစစ်ကြောင်းအခြေအနေကိုရှင်းပြထားပါရယ်စစ်ကြောင်းထိုးရင်နဲ့လမ်းပိုင်းတစ်လျှောက်မှာရှိတဲ့ကြီးရွာတွေကပြည်သူတွေရဲ့ရိတ်ခါတွေကိုပါတဘာတဲ့လူယူပြီးတော့ဇီးပြားပြူစောတိရွာကိုတယ်ဖို့အတွက်စစ်ခွေးတက်ကစူးစမ်းခဲ့တယ်လို့ဆိုပါရယ်ဒါပေမဲ့စစ်ခွေးစစ်ကြောင်းတိုက်ခိုက်ခံရပြီးတဲ့နောက် သေဆုံးသူတွေနဲ့ထိခိုက်သူတွေများတာကြောင့်စစ်ကြောင်းနောက်ပြန်ဆုတ်ပြေးခဲ့ရတယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။လောလောဆယ်တော့နောက်ပြန်ဆုတ်သွားတဲ့စစ်ကြောင်းကအခြားလမ်းကြောင်းကနေပြီးတော့စစ်ကြောင်းထုတ်ဖို့ပြင်ဆင်နေတဲ့သဘောတွေ့ရတယ်လို့ပေါ့မြွန်တဲ့စီရေးသတင်းအရေးမြတ်ကပြောပါတယ်။ PRF ရဲ့ထုတ်ပြန်ချက်အရာ ပေါ့မြောက်ပိုင်းကိုထိုးလာတဲ့စစ်ကြောင်းကိုတိုက်ခိုက်ရမှာစစ်ကောင်စီတပ်သား9ဦးသေဆုံးပြီး10ဦးထက်မနည်းထိခိုက်ခဲ့တယ်လို့ဖော်ပြထားပါတယ်စစ်ခွေးစစ်ကြောင်းခုခံတိုက်ခိုက်မှုမှာပြည်သူ့ဒီမိုကရက်တစ်တပ်တော် PDA ကျောင်းသားလက်ယုံတပ်တော် SAF Borderless နဲ့ဒေသခံပြည်သူ့ကာကွယ်တပ်ဖွဲ့တွေလည်းပါဝင်တယ်လို့သိရပါတယ်အခုနှစ်ဩဂတ်လမှာပခုတ်ကူအခြေစိုက်တပ်မတရတစ်ကနေပေါင်းမြုံနယ်ကပ္ပစ24ဘက်ကိုအင်အားတထောင်ဝန်းကျင် ဖြစ်တင်းပြီးအဲ့ဒီနောက်မှာတော့ပေါ့စိတ်ဖြူအပါအဝင်ရောဒေတာဘက်ကိုစစ်ခွေးတွေကစစ်ကြောင်းထုံးနေတာဖြစ်ကြောင်း 너래시 바라겠며 바래하며... နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မှာတရားမဝင်ကုန်သွယ်ရေးနဲ့စီးပွားရေးလုပ်ငန်းများမှာပါဝင်လုပ်ကင်ပတ်သက်နေတဲ့အရှိပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မူဘိုးချုပ်နိုင်စောဦးကိုယာတို့ကနေဖယ်ရှားပြီးတော့စစ်ခွေးတပ်ကအချင်းချင်းပြန်လည်ဖမ်းဆီးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရားမဝင်ကုန်သွယ်မှုများကိုဖမ်းဆီးရာကစတင်ပြီးတော့ဟိုပုံးဤပညာချောင်းအုပ်ကြီးဘုံမှုချုပ်တန့်ထင်ဆုံးနဲ့တိုင်မူဘိုးချုပ်နိုင်စောဦးတို့ကြားမှာပြဿနာတက်ခဲ့ကြတယ်လို့ပြောပါရတယ်။တိုင်မူစီကိုလက်ပေးလက်ယူထားတဲ့ ကုံကားတချို့နဲ့တစ်ကားတချို့ကိုဟိုပုံးနီးပညာကျောင်းအုပ်ကြီးဘုံမှုချုပ်တန့်ထင်ဆုံးနဲ့တန့်နယ်မှုများကဖမ်းဆီးခဲ့ရကနေပြဿနာဖြစ်ပွားခဲ့တယ်လို့ပြောပါတယ်။အဲ့ဒီကိစ္စအတွက်ဘုံမှုချုပ်တန့်ထင်ဆိုးကနေပြည်တော်ကိုတိုင်ကြားရကနေအခုလိုမျိုးအရှိပိုင်းတိုင်းတိုင်းမှုဘုံချုပ်နိုင်စော်ဦးကိုဖယ်ရှားဖမ်းဆီးတဲ့အထိဖြစ်ပေါ်လာခြင်းဖြစ်တယ်လို့ပြောပါတယ်။ဖြစ်တာကတော့ဟိုပုံးကျောင်းအုပ်ကြီးနဲ့တန့်နယ်မှုတို့ရဲ့စစ်ဆေးရေးအဖွဲ့တွေကတိုင်းမှုကိုဂါရားတဲ့ကုံကားတွေနဲ့တစ်ကားတွေကို ဟန်စီယာကနေစတာပဲအဲ့ဒီမှာအချင်းချင်းညီကုန်ကြတာအဲ့ဒီမှာဘုံမှုချုပ်တန်းထင်ဆိုးကနေပြီးတော့အထိတတ်တိုင်းနေအဲ့ဒါကိုနေပြီးတော့ကနေပြီးတော့အရှိပိုင်းတိုင်းတိုင်းမူဘိုးချုပ်နိုင်စုံဦးနဲ့ကိုရဲအရာရှိဘိုးကြီးရဲသူအောင်ကိုဆင်းဖမ်းတယ်စီယုံကနေတိုက်ရိုက်ဆင်းဖမ်းတာလို့စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုထားပါတယ်စီဒီယံဘိုးကြီးစင်ရောကလည်းအရှိပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမူဖမ်းဆီးခံရမှုဟုအတိပြုထားနိုင်ပြီးတော့ဟိုပုံစစ်နီးပညာကြောက်အောင်ကြီးဘုံမှုချုပ်တန်းထင်ဆိုးတို့ကြားမှာပြဿနာဖြစ်ပွားခဲ့တယ်လို့အတိပြုပြောကြားထားပါတယ် ရပါခအရှိပိုင်းတိုင်းတိုင်းမူဘိုးချုပ်နိုင်စောဦးသူကတေဇ25ကဘိုးမူးချုပ်တန်းထင်ဆုံးနဲ့ညှိတယ်လို့ပဲအကြမ်းဖက်သိထားပါတယ် ်ဟိုပုံနီးပညာကျောင်းအုပ်ကြီးနဲ့ညှိတာလို့စီဒီယံဘိုကြီးစင်ရောကပြောပါတယ်ဘုံမှုချုပ်နိုင်စောဦးဟာရခင်ကဘာထူးတက်မျိုးကြီးတိုက်ခတ်ရေးတန်တန်းကျောင်းရဲ့ကျောင်းအုပ်ကြီးဖြစ်ပြီးတော့2020ခုနှစ်ဩဂတ်စ်လအတွင်းမှာအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့တိုင်းမှုအဖြစ်နဲ့ယာရုတုံးမြင့်ခြင်းခံရသူဖြစ်တယ်လို့သိရပါတယ်ဘုံမှုချုပ်နိုင်စောဦးဟာအရှေ့ပိုင်းတိုင်းတိုင်းမှုဖြစ်ပြီးတော့သုံးလနီးပါးအကြမ်းမှာတရားမဝင်ကုန်သွယ်မှုနဲ့တရားမဝင်စီးပွားရေးလုပ်ငန်းများမှာပါဝင်ပတ်သက်မှုနဲ့ယာရုကနေဖေရှားဖမ်းဆီးခံရခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဆာလင်ကြီးမြို့နယ်လဘတောင်တောင်ကျင်းဒီစီမံကိန်းအတွင်းမှာရှိတဲ့တရုတ်ဝမ်ပေါင်ကုမ္ပဏီဝင်းထဲမှာတပ်ဆွဲထားတဲ့စစ်ခွေးတပ်ကပြည်သူများကိုလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်နေတဲ့အတော့တော်လိုင်းတပ်များကအဲ့ဒီစစ်တပ်ကိုတရခုံမမရှော့တိုက်ဒုံးများနဲ့ပြန်လည်ပစ်ခတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကအော်တိုဘလာ23ရက်နေ့ညပိုင်းမှာတရုတ်ဝမ်ပေါင်းကုမ္ပဏီဝင်းအတွင်းထဲမှာတက်ဆွဲထားတဲ့စစ်ခွေးတပ်ကိုတော်လိုင်းတပ်များကတရားခွန်မမရှော့တိုက်ဒုံးများနဲ့နေရာဘောင်းဆောင်ကနေပြန်လည်ပြစ်ခတ်ခဲ့ရာအဲ့ဒီကုမ္ပဏီဝင်းအတွင်းကိုကြားရောက်ပောက်ကွဲပြီးတော့မိများလောင်ကျွမ်းခဲ့တယ်လို့ပြောပါတယ်ဝမ်ပေါင်းကုမ္ပဏီဝင်းအတွင်းထဲမှာအရေးပေါ်အော်အော်ဆွဲတံများတညာလုံးထွက်ပေါ်ခဲ့ပြီးတော့မိသက်ကားများစစ်ကားများနဲ့ရဲကားများရုံးရင်းဆန်ခတ်ဖြစ်ပွားခဲ့တယ်လို့ပြောပါတယ် ဝမ်ပေါင်ထဲမှာတက်ဆွဲထားတဲ့စိတ်ခွေးတက်ကအနီးနားကရွာတွေကိုလက်နဲ့ကြီးတွေနဲ့နေတိုင်းပြစ်နေတာမနေ့ညကတော့ PDF တွေ short တိုက်ဒုံးတွေနဲ့ဝမ်ပေါင်ဝင်းထဲကစစ်တပ်ကိုပြန်စော်တာနေရာဘောင်းဆောင်ကနေပြစ်တာအဲ့ဒါမှာဘာကိုထိသွားလဲတော့မသိဘူးမိတွေလောင်တာအကြီးကျယ်ပဲနောက်ပြီးတော့ဝမ်ပေါင်ကုမ္ပဏီဝင်းထဲမှာအရေးပေါ်အုပ်အော်ဆွဲတန်းတွေမိသက်ကားတွေစစ်ကားတွေနဲ့ရဲကားတွေရုံရင်းဆန်ခတ်ဖြစ်ကုန်တယ်ပောက်ကွဲမှုတွေလည်းဖြစ်တယ်ဘာတွေထိသွားလဲတော့ခုထိမသိရသေးဘူးလို့ဒေသခံပြည်သူတို့ကပြောပြထားပါဗျာ စာလင်ကြီးမြို့အခြေစားတော်လိုင်းရေးတရင်ရင်မြစ်ကလည်းမနေ့ကညပိုင်းကတရုတ်ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်းမှာတပ်ဆွဲထားတဲ့စိတ်ခွေးတပ်ကို short တိုက်ဒုံများလက်နက်ကြီးများနဲ့တော်လိုင်းတပ်များကပစ်ခတ်ခဲ့မှုဟာမှန်ကန်ကြောင်းအတည်ပြုထားပါတယ်။အောက်တိုဘာလ22ရက်နေ့မှာတရုတ်ဝမ်ပေါင်ကုမ္ပဏီအတွင်းမှာရှိတဲ့စိတ်ခွေးတပ်ကလက်နက်ကြီးများနဲ့အနီးပတ်ဝန်းကျင်မှာရှိတဲ့ကျေးရွာများကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အကြောင်းမဲ့ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။လက်နက်ကြီးများဟာဖောင်းကရာကျေးရွာ၊မိုးချိုးပြင်ကျေးရွာ၊မဲဇလီကန်ကျေးရွာများဘက်ကိုဥတီပြီးတော့ပစ်ခတ်ခဲ့တယ်လို့ပြောပါတယ်။ အခုလိုမျိုးစိတ်ခွေးတက်ကလက်နဲ့ကြီးများနဲ့ပြစ်ခတ်မှုကြောင့်ပြည်သူတအုပ်ထက်မနေတန်ရရှိခဲ့ပြီးတော့နေအိမ်များစွာလည်းပျက်စီးခဲ့တယ်လို့ပြောပါတယ်ဒါအပြင်အော်တိုဘားလ22ရက်နေ့ညနေပိုင်းမှာလည်းဝမ်မင်းရွာတဲ့အနောက်မြောက်ဘက်ပလောင်ရွာလမ်းခွဲမှာရှိတဲ့ဝမ်ပေါင်ကုမ္ပဏီဝင်းအဝင်ဂိတ်ကစစ်တပ်ကတနက်နေ့ရန်တပ်ပြစ်ခတ်တဲ့အတွာဝမ်မင်းရွာသားတအုပ်ကြီးစံထိမှန်တန်ရရရှိခဲ့တယ်လို့သိရပါတယ်အချက်မှတ်စစ်တပ်ကစားလင်းကြီးမြို့နယ်အတွင်း စစ်ကြောင်းထုံးမှုများလှုပ်ဆောင်နေတဲ့အပြင်လေကြောင်းတိုက်ခိုက်မှုများကိုလည်းမကြခဏဆိုးသလိုလှုပ်ဆောင်နေတဲ့အတွက်ပြည်သူများဟာစစ်ဘေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းရေတာရှည်မြို့နယ်စွာမြို့နယ်၃မိုင်လောက်အကွာကရွာတစ်ချေးရွာတိုက်ပွဲမှာတရင်မှုအပါအဝင်စစ်ခွေးတွေတေဆုံးထိခိုက်မှုများပြားခဲ့တဲ့တိုက်ပွဲအပြီးမှာစစ်တပ်က ဒေတာရင်းကစာတင်ကြောင်းတွေနဲ့ဘုံကြီးကြောင်းတွေကိုလေးကြောင်းကနေဘုံကျဲတိုက်ခိုက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နေပြည်တော်တရင်၈၀၈နဲ့မဟာမိတ်တရင်တွေဟာစစ်တောင်းရဲ့အရှိတ်ကံရေးတာရှင်မြို့နယ်ကရွာတက်ရွာစစ်ကောင်စီအထိုင်းစခန်းကိုအော်တိုဘားလ၂၀ရက်နေ့ကတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့သိရပါဗျ။အင်အား၆၀လောက်ရှိတဲ့စစ်ခွေးတပ်ဟာ PDF ပူးပေါင်းတပ်ဖွဲ့ရဲ့တိုက်ခိုက်မှုကြောင့်လေးကြောင်းရန်ကာကွယ်ရေးတပ်1329ကဒုတိယဗိုလ်မှူးကြီးညီညီနိုင်အပါအဝင်စစ်ခွေးတပ်ရဲ့တပ်ဖွဲ့ဝင်၅ဦးတေဆုံးကလက်နက်မျိုးစုံ9လက်နဲ့ စစ်သုံးပစ္စည်းတွေကိုတင်စီရမိခဲ့ပါတယ်ရွာတဲ့ရွာအထိုင်စခန်းဆုံးရှုံးပြီးတော့ထိနာခဲ့တဲ့စစ်ခွေးတွေကနေပြည်တော် PDF တက်ရင်ရှေ့ရရှေ့ဆုံးမနယ်မြေတွေကို gyrocopter နဲ့စစ်အုံပြုတိုက်ခိုက်ခဲ့ပြီးတော့ဘုံဒီတွေကျဲချခဲ့ကြောင်းအဲ့ဒီတက်ရင်ကဒီကနေ့မနက်မှာထုတ်ပြန်ထားပြီးတော့ gyrocopter နဲ့တိုက်ခိုက်မှုမှတ်တမ်းကိုလည်းဖော်ပြထားပါတယ်တိုက်ခိုက်ခံရတဲ့နေရာနဲ့နေရာကိုဖော်ပြမထားလို့တက်ရင်သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူကိုဆက်သွယ်မေးမြန်းထားပါတယ် ဆနန်နိုင်45မိနစ်လောက်ကစာတင်ចောင်းကိုစစ်ခွေးတဲ့အနေနဲ့သူတို့ရဲ့ဆုံးရှုံးမှုတွေကိုမခံမရနိုင်ဖြစ်ပြီးတော့စာတင်ចောင်းကိုဘုံလာကျဲသွားပါတယ်စာတင်ចောင်းရဲ့ဖုန်ကြီးចောင်းရဲ့ကိုကျဲသွားတာဒါကတော့ပျက်စီးသွားတဲ့အပျက်စီးတွေပေါ့ ဒီကောင်တွေရဲ့ရှုံးနိမ့်မှုဟာဘယ်လောက်ထိကြီးမားလဲဆိုတာဒါသက်တည်ပြနေတာပဲလို့တောင်ရှိသူတို့ကပြောကြားထားပါဗါးအဲ့ဒီလိုတိုက်ခိုက်လို့စာတင်ចောင်းဆောင်နှဆောင်အလုံးစုံပြက်စီးခဲ့ရပြီးတော့အခြားចောင်းဆောင်နှဆောင်လည်းထိခိုက်ခဲ့ရတယ်လို့တိုက်ရင်ရှေ့ရရှေ့ကအသိပေးထားပါတယ်ဒါအပြင်ဖုန်ကြီးចောင်းဆောင်တဆောင်နဲ့ပြည်သူတွေရဲ့နေအိမ်နှလုံးလည်းပြက်စီးခဲ့ရပြီးကံအားလျော်စွာနဲ့ကလေးငယ်တွေနဲ့ပြည်သူတွေတော့ထိခိုက်မှုမရှိခဲ့ဘူးလို့ထုတ်ပြန်ထားပါတယ်ကလေးငယ်တွေစာတင်ចောင်းတွေဖုန်ကြီးចောင်းတွေအပြစ်မဲ့ပြည်သူတွေနေထိုင်ရာအိုးအိမ်တွေကိုစာနာမှုကင်းမဲ့စွာ မိုက်ရိုင်းဆုပ်ပဲ့စွာနဲ့စစ်ကောင်စီကလေထောင်းကနေဘုံကျဲနေတာဖြစ်တယ်လို့တဲ့ရင်၈၀၈ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မှာစစ်ကောင်စီတပ်သားတွေနဲ့ရဲတွေဟာလူငယ်တွေကိုမှောင်ရိပ်ခိုးတယ်ဆိုပြီးတော့ဖမ်းဆီးကာ ချင်းချောင်းဝင်ညင့်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ခွေးနဲ့ရဲခွေးတွေဟာညဘက်လုံခြုံရေးဆိုပြီးတော့အေစီကစစ်ကားရဲကားတွေနဲ့လှည့်လည်ကင်းပတ်နေပြီးတော့လူငယ်တွေကိုပြစ်မှတ်ထားဖမ်းဆီးနေတယ်လို့ပြောပါရတယ်။လူငယ်တွေကိုဖမ်းဆီးပြီးတော့ပတ်စံနဲ့ပြန်ရွေးခိုင်းလို့ရှိပါတယ်။ဝင်ချင်းမတက်နိုင်တဲ့သူတွေဆိုရင်စစ်သားတဲ့အဖြစ်နဲ့အထမခေါ်ဆောင်သွားလို့ရှိတယ်လို့ရန်ကုန်မြို့ကပြည်သူတို့ကအတည်ပြုပြောကြားထားပါရတယ်။ပြီးခဲ့တဲ့ရက်ကပဲဒီနားလေးမှာတင်လူငယ်တွေကိုကားပေါ်တင်ပြီးတော့ဆွဲခေါ်သွားတာအလုံစင်းကြိမ်ဆိုတော့လူငယ်တွေကဗတ်စကားအမိကားကိတ်ကိုပြေးရတယ်။သူတို့ နဲ့တွေ့ရင်တော့သွားပြီပဲအဲ့ဒီမှာတခါတည်းကိုဖမ်းခေါ်သွားတာစက်မှုဇုံတွေကဆိုရင်ပါတာမနေဘူး တယောက်ကို6သိန်းနဲ့ပြန်ရွေးခိုင်းတယ်မရွေးနိုင်ရင်တော့စစ်တပ်ထဲကိုတန်းဖို့တယ်အကုန်လုံးမြင်းတွေတွေ့နေကြားနေရတာပဲတချို့ဆိုရင်မောင်းအောင်မမောင်းသေးဘူး6နာရီလောက်ပဲရှိသေးတယ်အိမ်စည်းကနဲ့လိုက်ဖမ်းနေတာလည်းရှိတယ်လူငယ်တွေကိုလည်းအရင်ကထက်ပိုပြီးတော့အပျော်ပါးတွေလျှော့ပြီးသတိထားစေချင်ပါတယ်လို့တာဂေတာဆက်မှုဆုံးအနီးမှာနေထိုင်သူတို့ကသတိပေးပြောကြားထားပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကလည်းတာဂေတာကက်ပီတယ်အနီးမှာဘတ်စကားစောင့်နေတဲ့လူငယ်9ဦးကို Honda Fit ကနဲ့စစ်ကောင်စီလက်နက်ကိုင်အဖွဲ့တွေကဖမ်းဆီးသွားတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ပြောပါတယ် လားတူပဲတောင်တကုံမြို့နယ်မှာလဲမှောင်ရိတ်ခိုးတယ်ဆိုပြီးတော့လမ်းဘေးမှာဂီတာတီးနေတဲ့လူငယ်တချို့ကိုလဲဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်ဒါအပြင်ရန်ကုန်မှာစစ်ခွေးနဲ့ရဲခွေးတွေအပြင်စစ်ခွေးတပ်အတွက်လူစုပေးနေတယ်အောက်တန်းစားပြူစောထီးတွေလူမိုက်တွေပွဲစားတွေကလူငယ်တချို့ကိုဖမ်းဆီးပြီးတော့စစ်မှုထမ်းအတွက်ရောင်းစားနေတဲ့ဖြစ်စဉ်တွေလဲရှိခဲ့တယ်လို့ဖြစ်စဉ်ကိုကြုံတွေ့သူတဦးကပြန်လည်ပြောပြထားပါတယ် ရန်ကုန်မှာညဘက်ဖမ်းဆီးမှုတွေရှိနေတာကြောင့်လူငယ်တွေအနေနဲ့အပျော်ပါးတွေလျှော့ပြီးတော့သတိထားသွားလာကြဖို့ကိုလည်းသတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်း 俺们家的正能量，哪家不支持？喵。